အားလုံးပဲမင်္ဂလာပါရှင်အဲဒီနေ့ခန်းသားကိုကြွရောက်ပေးပါတော့ကျမတို့ရွှေတောင်မြို့တော်သူမြို့တော်သားများပေါ့နော်ပြည်ခိုင်ပြည်ခိုင်မှာရှိတဲ့ရွှေတောင်မြို့နယ်မှာကျင်းပတဲ့ပွဲလေးကိုကြွရောက်ပေးကြတဲ့ကျမတို့ရမီရဖများပြည်သူလူထုများနဲ့ကျမတို့ပါတီဝင်များအားလုံးကိုမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်သပါရရှင်အဲကျမတို့ဟိုဟိုပါပေါ့နော်ဒီရွေးကောက်ပွဲရတော့ ဒီဇင်ဘာ28ရက်မှာစတင်မှာဖြစ်ပါတယ်။အဲဒါဒီရွေးကောက်ပွဲအတွက်စီယုံပွဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ပါတီကိုပြည်သူလူထုနဲ့မိတ်ဆက်ပြီးတော့မှပါတီအကြောင်းသိကောင်းစရာတွေကိုကျွန်တော်တို့ပြောပြီးလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တရားပေါ့နော်ကျွန်တော်တို့ကိုယ်စားလှယ်လောင်းနေကျွန်တော်တို့ပြည်သူဟိုပါပေါ့ရှင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကိုတင်ထားပါတယ်။အဲတင်ထားတဲ့ကိုယ်စားလှယ်လောင်းနေနဲ့အဲကျွန်တော်တို့ ဟိုစကားဝိုင်းလေးကျင်းပမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ကိုယ်စလဲတွေကိုကိုယ်စလဲလောင်းတွေကိုကျွန်တော်တို့ပြည်သူကိုစတင်ပြီးတော့မှမိတ်ဆက်တဲ့ပွဲလို့လဲပြောရင်ရပါတယ်ရှင်သို့တော်လဲကျွန်တော်တို့ဒီအောင်နိုင်ရေးအတွက်စီယုံတဲ့အခမ်းအနားမဟုတ်ပါဘူးအဲ့ဒါလေးကိုဟိုဒါဥပဒေနဲ့လဲညီအောင်ပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးပထမဦးဆုံးရှင်းလင်းတင်ပြလိုပါတယ်ရှင်နောက်ကျွန်တော်တို့ပါတီကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီက6နှစ်သားပါတီဖြစ်ပါတယ်ရှင်2019ခုနှစ်အောက်တိုဘာလ23ရက်နေ့ကနေပြီးတော့မှကျွန်တော်တို့ပါတီကိုစတင် အဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။နောက်ပါတီရဲ့တည်ထောင်သူကတော့ကျမတို့ရဲ့ဒုဥက္ကဋ္ဌ1ဖြစ်တဲ့ဥမြင့်မောင်ထွန်းဖြစ်ပါတယ်ရှင့်။ဥမြင့်မောင်ထွန်းကနေပါတီတည်ထောင်ပြီးလို့ရှိရင်နောက်ပိုင်းမှာကျမတို့ပါတီတည်ထောင်ခြင်းမှာကျမတို့အပိုင်း3ပိုင်းပါပါတယ်။နံပါတ်1ကတော့ကျမတို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာအဲကျမတို့မှတ်ပုံတင်ခြင်းဖြစ်ပါတယ်။ဥမြင့်မောင်ထွန်းကနေပြီးတော့မှဒုဥက္ကဋ္ဌ1လည်းဖြစ်တဲ့ဥမြင့်မောင်ထွန်းကနေပြီးတော့မှ OC ပြီးတော့မှအဲဒါပါတီတီထောင်ခြင်းကိုဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်ရှင့်အဲဒုတိယတစ်ခုကတော့ကျမတို့ပါတီတစ်ခု တီထောင်တော့မယ်ဆိုလို့ရှိရင်ပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းမှာရှင်ဒါဒီအဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ပါတီဖွဲ့စည်းပုံစည်းမျဉ်းကိုအဲကျမတို့ဒီလူငယ်ပညာဓာတ်တွေနဲ့ကျမဥဆောင်ပြီးတော့မှပါတီဖွဲ့စည်းပုံစည်းမျဉ်းကိုကျမတို့ရေးဆွဲခဲ့ပါတယ်အဲရေးဆွဲခဲ့ပြီးလို့ရှိရင်နိုင်ငံတကာမှာရှိတဲ့ဒီမိုကရေစီနိုင်ငံတွေရဲ့ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွေကိုကျမတို့သူတေသနာပြုတ်ပြီးတော့မှရေးဆွဲခဲ့တာဖြစ်ပါတယ်ရှင့်ရေးဆွဲပြီးတော့အင်္ဂလိပ်လိုရေးတယ်ပြီးလို့ရှိရင်မြန်မာလိုဘာသာပြန်တယ်အဲပြီးလို့ရှိရင် မြန်မာနိုင်ငံနဲ့စီလျော်တဲ့ပုံစံနဲ့ကျမတို့ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်ရှင်။အဲ့ဒီနောက်ပိုင်းမှာတော့ကျမတို့ဒီပါတီဖွဲ့စည်းပုံစီမင်းကိုကျမတို့2019ကနေရေးဆွဲပြီးတော့မှ2023ကျတော့ကျမတို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌနှစ်ဖြစ်တဲ့ဦးစောဟန်အေးရုံးကနေပြီးတော့မှဥဆောင် ပြီးတော့မှဒီပုံမကောင်းမွန်အောင်ပေါ့နော်ဒုတိယချိန်ကျမတို့ပြင်ဆင်ပြီးတော့မှပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်ရှင်။အဲပါတီတီထောင်ခြင်းမှာဒီ၃ဘိုင်းမှာ အဲနံပါတ်၁ကပါတီတီထောင်တာဒီမတ်ပုံတင်တာပေါ့နော်ဒုတိယကတော့ကျမတို့ပါတီဖွဲ့စည်းပုံစီမံဆွဲတာဖြစ်ပါရှင်တတိယကတော့ကျမတို့ပါတီကိုပါတီတီထောင်တော့ဝင်ကျမတို့ကပါတီကို programmatic ပါတီအနေနဲ့ကျမတို့တီထောင်မယ်လို့ဆုံးဖြတ်ကြပါတယ် programmatic ပါတီကတော့ဒီမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်အတိအကျရှိတဲ့ပါတီအနေနဲ့ကျမတို့တီထောင်တာဖြစ်ပါရရှင်အဲ့ဒါကြောင့်မလို့ကျမတို့ပါတီမှာပညာရှင်တွေရဲ့အခန်းကဏ္ဍအရေးကြီးပါတယ်ဒါပညာရှင်တွေနဲ့ကျမတို့တိုင်ပင်ပြီးလို့ရှိရင် ဒါပညာရှင်တွေရဲ့အကြံပြုချက်တွေနဲ့ကျွန်တော်တို့ပါတီရဲ့မူဝါဒကိုကျွန်တော်တို့ပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းမှာကျွန်တော်တို့တခါတည်းထည့်ပြီးတော့မှရေးဆွဲခဲ့တာဖြစ်ပါရဲ့ရှင်။အဲ့ဒါကတော့ပါတီတည်ဆောင်ခြင်းအပိုင်း၃ပိုင်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ကျွန်တော်တို့ပါတီတည်ဆောက်ခြင်းဆောင်ရွက်ရပါတယ်ရှင်။ပါတီတည်ဆောက်ခြင်းကတော့ကျွန်တော်တို့ပါတီဝင်တွေရရှိဖို့စီယုံရေးမှုတွေခန့်နေအဲပြီးလို့ရှိရင်ကျွန်တော်တို့မြို့နယ် အမှုဆောင်အဖွဲ့တွေနဲ့ရုံးနေပေါ့နော်ဖွင့်နိုင်အောင် ကျွန်တော်တို့ဆောင်ရွက်ကြပါတယ်အဲ့လိုဆောင်ရွက်ရင်းနဲ့မှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကပါတီကိုဟိုဟာပေါ့နော်ကြီးထွားလာအောင်ကျွန်တော်တို့တောက်လျှောက်စင်စက်မပြတ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ရှင့်အဲ့ဒါကြောင့်မလို့အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပါတီဝင်ကဟိုတသိန်းနီးပါးရှိပါတယ်ရှင့်ဒါ UEC အတိမတ်ပြုအဲကိန်းကနန်းအနေနဲ့ဆိုလို့ရှိရင်ပါတီဝင်ကျွန်တော်တို့တသိန်းနီးပါးရှိပါတယ်အဲပြီးလို့ရှိရင်လည်းအခုဒီလာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီအနေနဲ့ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းနေပေါ့နော်ကိုယ်စားလှယ်လောင်း682ဦးရှိပါတယ်ရှင့်ကျွန်တော်တို့တင်လိုက်တာတော့688ဦးပါအဲသို့တော်လဲပေါ့နော်တချို့အချက်လက်မပြည့်စုံတာတို့အချိန်မမီတော့တာတို့ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်အဲပြီးခဲ့တဲ့နေ့က TV ကနေကြီးညာတယ်မြမသားကနေပြီးတော့မှပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနေကြီးညာတဲ့အချိန်မှာဒီတနနိုင်ငံတဝန်းလုံးရှင်ပြိုင်မဲ့ပါတီ6ပါတီထဲမှာကျမတို့ကအင်အားအဖြစ်ပေါ့နော်ကိုစလဲလောင်း အရေးအတွက်အားဖြင့်ကျမတို့ကတတိယလိုက်ပါတယ်ရှင်။အဲတတိယလိုက်ပါတယ်။682ဦးဖြစ်ပါတယ်ရှင်။အဲ့ဒီထဲမှာမှအဲကျမတို့ပြည်တော်စုလွှတ်တယ်တော်မှာပြိုင်မဲ့ပါတီပါတီအနေနဲ့တော့ကျမတို့ကပြည်တော်စုလွှတ်တော်အတွက်ဆိုရင်လို့ရှင်တော့ကျမတို့ကဒုတိယလိုက်တာဖြစ်ပါတယ်ရှင်။အဲဒုတိယလိုက်တာဖြစ်ပါတယ်။အဲဆိုလို့ရှင်ဒါကျမတို့အချိန်တိုအတွင်းမှာပေါ့နော်ကျမတို့အဲပါတီဒီလောက်ကြီးထွားအောင်စနစ်တကျနဲ့ပေါ့နော်စနစ်တကျနဲ့အဲကျမတို့ပါတီကြီးထွားလာအောင်အဲကျမတို့ ဆောင်ရွက်ခဲ့တာဒီတူအိုးကောင်းတယောက်ကောင်းနဲ့မရပါဘူးနံပါတ်1တော့စနစ်ရှိရမယ်ပါတီဖွဲ့စည်းပုံစီမင်းရှိတယ်စီစနစ်တကြနဲ့ကျမတို့ကဆောင်ရွက်ခဲ့ပြီးတော့မှစီလုံးညီညွတ်စွာနဲ့ကျမတို့ဆောင်ရွက်ခဲ့လို့ဒီနေ့ဒီအချိန်မှာကျမတို့ပါတီအနေနဲ့ဒီရွေးကောက်ပွဲဝင်ဖို့လို့အတွက်ပြင်ဆင်နေတဲ့ကာလဖြစ်ပါတယ်ရှင်ဒါအစင်တင်လဲဖြစ်တဲ့လောက်လဲဖြစ်ပါတယ်။ဟောအဲ့ဒါကြောင့်မလို့ကျမတို့ပါတီရဲ့သမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်အချိန်ကတော့တိုးပေမဲ့ကျမတို့နှစ်ချိန်မှာရှင်နှစ်ချိန်ကျမတို့ ဟိုမှတ်ပုံတင်ခဲ့ရပါတယ်ပထမတစ်ချိန်ကတော့2019မှာဖြစ်ပါတယ်ပြီးတော့2023ကျတော့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအစ်စ်ထွက်တဲ့အခါကျတော့ကျမတို့ဒုတိယချိန်ပြန်ပြီးတော့မှတင်ရတာဖြစ်ပါတယ်ရှင်ဒုတိယချိန်မှတ်ပုံတင်ထားတာဖြစ်ပါတယ်အဲ့ဒီဒုတိယချိန်ကိုလည်းကျမတို့အဲကျမပေါ့နော်ကျမဟိုဟိုပြည်တော်စုဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့အဲကာလမှာတော့ဒုတိယဥက္ကဋ္ဌတက်ကနေပြီးတော့မှယာယီဥက္ကဋ္ဌအနေနဲ့တာဝန်ယူပြီးတော့မှပါတီကိုဒုတိယချိန်မှတ်ပုံတင် ပေးခဲ့တာဖြစ်ပါတယ်ရှင် ဲနောက်တော့ဒုတိယဥက္ကဋ္ဌတိကအဲခဏတစ်ဖြုတ်ဟိုဟွာပေါ့နော်အကျမ်းမာရေးရအနားယူတဲ့အချိန်မှာဒုတိယဥက္ကဋ္ဌနှစ်ဖြစ်တဲ့ဦးစောဟန်အေးရလည်းပါတီကိုစင်ဆက်မပြတ်ဦးဆောင်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။နောက်ကျမတို့အခုပြန်လာတော့လဲကျမဟိုဒီအစိုးရဖွဲ့မှာကျမပြည်ထောင်စုအစိုးရဖွဲ့မှာ၄နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။နောက်အဲ့ဒါပြီးပြန်လာတော့လဲကျမတို့စီစီလုံးလုံးနဲ့ပဲပေါ့နော်။စီစီလုံးလုံးနဲ့ကျမတို့ဆက်လက်ဆောင်ရွက်တာဒါဒီနေ့ဆိုလို့ရှင်ဒါကျမတို့တော်တော်လေးအချိန်ရနေတာဖြစ်ပါရဲ့ရှင်။ ့6နှစ်မပြည့်သေးပါဘူး။လာမယ့်အောက်တိုဘာ23ရက်နေ့မှာကျွန်တော်တို့6နှစ်ပြည့်ပါမယ်။ဒါစီးလုံးညီညွတ်ချင်းရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်ရှင့်။ကျွန်တော်တို့ပါတီကတက်တန်းတိုးတယ်သို့တော်လည်းစီးလုံးညီညွတ်တဲ့အတွက်စနစ်ရှိတဲ့အတွက်နော်ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ဒီလိုလေးပေါ့နော်။အော်ဒီလိုပါတီဝင်လဲတိမ့်ချီပြီးတော့မှနောက်ပါတီရုံးခန်းနေလဲကျမတို့တော်တော်လေးဖွင့်နိုင်ပါတယ်ရှင့် ပါတီရုံးခန်းနေ140ကျော်ကျွန်တော်တို့ဖွင့်ပြီးဖြစ်ပါတယ်။နောက်ဆက်လက်ပြီးလဲကျွန်တော်တို့ဖြည်း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 ဖွင့်သွားလို့ရှိရင်တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ပါတီရုံးခန်းနေမြန်မာနိုင်ငံအနှံ့ပြားမှာတဏ္ဍာတလျားမှာပြည့်သွားမှာဖြစ်ပါတယ်ရှင့်။အဲ့ဒါလေးကတော့ကျမတို့ပါတီအကြောင်းတိကောင်းစရာလေးကိုကျမအရင်ရှင်းလင်းတင်ပြတာဖြစ်ပါတယ်ရှင့်